အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ညဝရီအရှုပ်တော်ပုံနိုင်ငံ27နိုင်ငံရှိလူပေါင်း1800ခန့်ညဝရီရှိကြားဖြန့်ခိုင်းများမှာနေဆက်ကိုဖျက်ချော်ပြီးထွက်ပြေးလာကြသည်ဟုထိုင်းအာဏာပိုင်များကဆိုပါတယ်တတလုံးဖေးမှလာခဲ့သောစေအုပ်စုလအောက်ခံတပ်များမှဝင်ရောက်စီးနှင်းလာသည့်အခါတွင်တော့ခိုကိုရမဲဖြစ်ကထွက်ပြေးလာကြခြင်းဖြစ်ပါတယ် နောက်ထပ်နှစ်ထောင်ခန့်ထပ်ရောက်လာမည်ဟုလည်း Time Bank ကမျှော်လင့်နေကြပါတယ်။ Bangkok Post သတင်းကမူလာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီတရုတ်တို့ကျင်းနှက်စီရန်ဟန်ပြလှုပ်ခဲကြခြင်းဖြစ်ပြီးနောက်ရက်တွင်ပေါက်ကွဲသံများကြားလာရပြီးမိတော့ကြီးများထွက်လာသည်ကိုတွေ့ရသည်ဟုဆိုပါတယ်။ဤသည်ကလည်းစေအုပ်စုမှ Clean App ဆိုသည့်သတင်းတပ်ပုံများထုတ်ပြန်နိုင်ရန် BGF ကိုလှုပ်ခိုင်းခြင်းဖြစ်ပုံရသည်ဟုလည်းရေးသားထားပါတယ်။ အီလွန်မတ်စ်ကအဆိုပါဒေတာရှိ Starlink အလုံး2500အားလိုင်းဖြတ်လိုက်ပြီးဆိုသောသတင်းကြောင့်၎င်းတို့လူ10ယောက်လောက်ဝင်စီပြီး Starlink အလုံး30လောက်သိမ်းခဲ့သည်ဆိုသောသတင်းကလူကြီးစရာဖြစ်သွားရသည်ခေါင်းဆောင်ဖြစ်သူတရုတ်တစ်ထင်းများကိုမူ VGF ခေါင်းဆောင်စောချစ်သူနှင့်အဖွဲ့ကလုံခြုံသည့်နေရာသို့ခေါ်ထုတ်သွားသည်ဟုသတင်းများထွက်ပေါ်နေသည်ဆေယုစုအဖို့ကနိုင်ငံတွင်ပြည်သူများကိုဘုံကျဲတပ်ဖြတ်နေမှုရိုဟင်ဂျာအရေးနှင့်ကြားဖြန့်ခိုင်းများမှုလိုပေါက်အောင်ဖြစ်လာနေမှု မူရစေဝအမြောက်များထွက်ရှိနေမှုဆိုသည့်ပြဿနာများကြားတွင်ဆက်၍မျက်နှာပြောင်တိုက်ခါရက်တည်နေခြင်းဖြစ်ပါれ။ထိုင်းသတင်းဌာနပုံများတွင်တောင်ရင်မြစ်ကိုလက်ပစ်ကူပြီးပြေးလာသောလူများကိုတွေ့ရသည်။တရုတ်နိုင်ငံသားတအူရေးစီးနှင့်မျောပါသွားပြီးပျောက်ဆုံးနေသည်ဟုဆိုသည်။တောက်ကြနှင့်တရုတ်ဝင်ဆက်ရင်းဆက်ရများအရာထိုင်းတရုတ်အိန္ဒိယနေပေါ်ကင်ညာဗီယက်နမ်တီရီလင်ကာအီသီရိုပီးယားဘင်္ဂလားဒေ့ရှ်ဖိလစ်ပိုင်ပါကစ္စတန်နိုင်ငံသားစုစုပေါင်း1669ဦးထိုင်းဘက်သို့ရောက်ရှိလာသည် ၎င်းတို့အား AI ဖြင့်ဖန်တီးထားသောရုပ်ပုံများသုံး၍ online မှအာဖရိကဒူဘိုင်းနှင့်ကနေဒါမှအမျိုးသားအမျိုးသမီးများကို အချစ်ဇလံများဖန်တီး၍ရှင်းလင်းမြှုပ်နှံရန်လိမ့်လည်ခိုင်းကြသည်ဟုလွမြောက်လာသူများကပြောသည်အမေရိကန်ဗန္နာရေးဝင်ကြီးဌာနကအရှိတောင်အာရှရှိစိုက်ဘာလိမ်လည်မှုလုပ်ငန်းသည်အမေရိကန်များ၏ဘဝလုံခြုံရေးနှင့်မွေးကြေးပိုင်ဆိုင်မှုများကိုချိန်ချောက်နေရုံသာမကလူထောင်ပေါင်းများစွာကိုလည်းခေတ်သစ်ကြုံမဝကိုရောက်အောင်ဖန်တီးနေသည်ဟုပြီးခဲ့တဲ့လကကြေညာချက်ထုတ်ပြန်ခဲ့သည် 2024တနှစ်ထဲတွင်ပင်အမေရိကန်နိုင်ငံသားများဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခံခဲ့ရသည်ဟုဆိုသည်။ KK ဘတ်တွင်သာကလတိုက်ကြောင်းဝင်ဆွဲသလိုဖြစ်သွားခဲ့တော်လေအနီးအနားရွှေခုတ်ကူတွင်မှပုံမှန်လည်ပတ်နေစေဖြစ်ပြီးစစ်တမအင်အားယာချီချကလုံခြုံရေးပေးထားသည်ဟုဒေသခံများကသတင်းဌာနကိုပြောပါရယ်မြန်မာတနိုင်ငံတဲတွင်ပင်ဝင်းကြီးခြံကြီးများဖြင့်စကန်ပေါင်း28ခုရှိနေသည်ကြားဖြန့်အရေးတွင်တရုတ်တို့မြည်တို့ပတ်သက်နေသည်ဆိုသည်ကို Bunny Dis Roger မှ American Foreign Policy မဂ္ဂဇင်းတွင် အခုလိုရေးသားထားသည်မြန်မာတွင်တရုတ်ရာဇဝတ်ကိုင်းများနှင့်စေအုပ်စုထောက်ခံနေသည့်လက်နက်ကိုင်အဖွဲ့များပူးတွဲလှုပ်ဆောင်နေပြီးစေအုပ်စုအား၎င်းတို့လူမှုအပေါ်ဆင်နွှဲနေသည့်အကြမ်းဖက်မှုများသက်ဆိုးရှိအောင်ငွေကြေးပိုင်းအရပံ့ပိုးပေးနေသည်ရွှေကုတ်ကိုအားတရုတ်လောင်းကစားလုပ်ငန်းတထေးကြီးရှီကြီးချန်ကစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်၎င်းသည်တရုတ်အစိုးရပိုင်း ဂျီလင်းယာထိုက်ကုမ္ပဏီအားတရှိုးလုပ်ငန်းများအတွက်တရုတ်ပြည်သူလုံခြုံရေးဌာန၏ညွှန်ကြားချက်ဖြင့်ထိတောင်ပေးခဲ့ပြန်သည်ထို့အတွက်လည်းတရုတ်အစိုးရသည်နောက်ပိုင်းတွင်၎င်းနှင့်ခက်ခဲခင်းနေခဲ့သည်နောက်ပိုင်းတွင်ရွှေကုတ်ကိုအားတရုတ်အစိုးရမှထိန်းချုပ်ရန်ကြိုးစားလာမှုကိုလက်မခံခဲ့သည့်အတွက်ထိုင်းတွင်အဖမ်းခံခဲ့ရသည်။၎င်းကတရုတ်အစိုးရသည်ထိုင်းမြန်မာနယ်ခြားတွင်ကိုလိုနီဒေသတစ်ခုတည်ထောင်ရန်ကြိုးပမ်းလာမှုဟုပြောဆိုခဲ့သည်ကိုတရုတ်ဘက်ကငြင်းဆိုခဲ့သည်။နောက်ပိုင်းတွင်စောချစ်သူနှင့်လက်ချင်းချိတ်လန့်ခဲ့သည်။ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန၏တရားဝင်ထုတ်ပြန်ကြေညာချက်များနှင့်၎င်းနိုင်ငံသားများ၏နိုင်ငံချက်ကျော်ရာဇဝတ်မှုလုပ်ငန်းများတွင်ပတ်သက်နေမှုသည်နေနေညလိုကြွားချနေသည်မရှင်းလင်းသည့်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများသည်တရုတ်အစိုးရမှမူဝါဒချမှတ်ပြီးခိုင်းစေထားသည်လားသို့မဟုတ်နိုင်ငံတွင်အလွန်အမင်းဖြစ်ပွားလာနေသည့်အချင်းပြတ်ခြားစားမှုအထူးသဖြင့်တရုတ်စစ်တပ်အတွင်ခြားစားမှုများကြောင့်လားဆိုသည်ပင်ဖြစ်သည် သို့သော၎င်းတို့နိုင်ငံသားများလိမ့်လေခံရကြုံပြုခံရမှုများကိုဒေါသတကြီးတုံ့ပြန်ခဲ့သည်ကအမှန်ပင်ဖြစ်သည်သို့သောထိုလို့ရများကြောင့်တရုတ်အစိုးရသည်ထိုကိစ္စများတွင်၎င်းတို့လက်များတန့်စင်နေသည်ဟုထင်ပါကကိုကိုကိုလှည့်စားနေခြင်းသာဖြစ်သည်အဘယ်ကြောင့်ဆိုသောလူမျိုးတုံးတပ်ဖြတ်မှုများကျူးလွန်သည့်စေအိုစုအားအဖက်ဖက်မှထောက်ခံမှုပေးထားသည်မှာရှင်းလင်းထင်ရှားနေပြီးစေအိုစုသည်လည်းအဆိုပါရာဇဝတ်ကိုင်းများအားမိခိုနေရသည်မှာလည်း အငင်းပွားစရာမရှိအောင်ထင်ရှားနေသည်ဖီချင်းသည်နောက်ဆုံးတွင်ထိုရဇဝိခိုင်းညာအားဓာတ်ရိုက်မဟုတ်သည့်တိုင်တွေ့ဝိုက်ပြီးပန့်ပိုးပေးခဲ့သည်ယခုအခါဖလော်ရီဒါအော်ရီဂွန်ရှိအသက်အရွယ်ကြီးရင်သောမုတ်ဆိုးမအမျိုးသမီးများဗန်ကူးဘာမီနီတိုဘာရှိလူငယ်များ ရော်ရှိုင်းရှာကွန်ဝေါ်ရှိပင်စင်စားများအွန်လိုင်းမှအလိန်ခံရသည်ထို့သောတကပါလုံးကိုချိန်ချောက်နေသည့်အွန်လိုင်းငွေလင်ခိုင်းများ၏ဗဟုကျမဖြစ်နေသည့်မြန်မာတွင်စေအုပ်စု၎င်းတို့အားထောက်ခံနေသည့်လက်နက်ကိုင်အဖွဲ့တရုတ်ရာဇဝတ်ခိုင်းများနှင့်ဘီဂျင်း၏ပတ်သက်နေသည့်အတိုင်းအတာအစရှိသည့်တို့အကြား တင့်ကူမြင့်လိုရှက်တန်းနေသည့်အရှုပ်တော်ပုံကြီးအားမဖြစ်မနေစုံစမ်းဖော်ထုတ်ရတော်မူဖြစ်သည်ရှက်ခွက်ကမြန်မာတွင်တရုတ်ဤခြေရလက်ရများသည့်နက်နက်ဆိုင်ဆိုင်ဖြစ်လာနေ၍လွန်စွာအနေရညာလာနေသည်မြန်မာတွင်လူသက်ကွင်းကြီးဖြစ်နေသည်ကိုအေးမထားတော်လေမိမိတို့နိုင်ငံများရှိလူကြီးလူငယ်မှန်သည်များမလုံးမချုံဖြစ်လာနေခြင်းကိုတော့ပြည်လူရှုထား၍မဖြစ်တော်ဟုရှင်းတာထားသည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆလပီး မြန်မာမှာငြိမ်းချမ်းရေးရဖို့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလိုအပ်ဟုထိုင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ကုန်မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုတက်ဆိုင်သူအားလုံးနဲ့ပြည်သူတွေအပါအဝင်အားလုံးပါဝင်အောင်ကျင်းပဖို့မြန်မာအာဏာပိုင်တွေကိုထိုင်းနိုင်ငံကတိုက်တွန်းမယ်လို့နိုင်ငံခြားရေးဖွင့်ကြီး CIAF ဖောင်ကတ်ကော်ကပြောပါတယ်။ရွေးကောက်ပွဲဟာထွေးဆောင်ဆွေးနွေးမှုနဲ့တာရှိခံသောငြိမ်းချမ်းရေးဖြစ်စေတဲ့ဆင်ဆက်မပြတ်သောငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့လို့၎င်းကဆိုပါတယ်။ရွေးကောက်ပွဲမကျင်းပမီရွေးကောက်ပွဲနဲ့ ပြည်စုံဆွေးနွေးပွဲမှာအားလုံးပါဝင်ဖို့နဲ့ထိုင်းနိုင်ငံကမြန်မာစစ်ကော်မရှင်ကိုဆက်လက်ပြီးတောင်းဆိုပါမယ်လို့သူကဆက်ပြောပါတယ်။ရွှေကောက်ပွဲကိုအဆုံးသက်ဂိမ်းကစားပွဲလို့မရှုမြင်ကြအောင်ရွှေကောက်ပွဲဟာဆင်ဆက်မပြတ်သောတွေ့ဆုံဆွေးနွေးမှုနဲ့တာရှည်ခံသောငြိမ်းချမ်းရေးရရှိစေရန်နှင့်ပြန်လည်ရင်ကြားစေရည်မြင့်တင်ပေးမယ့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိုက်တစ်ပိုင်းသာဖြစ်တဲ့အကြောင်း၎င်းကထောက်ပြပါတယ်။ရှိခုနှစ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိဖို့အရေးကြီးတဲ့နှစ်ဖြစ်လာမယ်လို့စီဟာဆက်ကဆိုပြီးမြန်မာနိုင်ငံဟာပြန်လည်ရင်ကြားစီရင်တဲ့တည်ငြိမ်မှုရှမရနဲ့ မငြိမ်မသက်မှုတွေဆက်ဖြစ်မဖြစ်ဆိုတာရွှေကောက်ခွဲကဆုံးဖြတ်ပေးမယ်လို့ပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းအထူးကိုယ်စားလှယ်တအူခန့်အပ်ရမှာစဉ်းစားကြဖို့လေစီဟာဆက်ကအာဆီယံခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။ကိုပြည်သူတွေကိုတာမကမြန်မာထိုင်းနဲ့ဆက်အပါအဝင်အာဆီယံဒေသတစ်ခုလုံးကိုအကျိုးသက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံတွင်မတည်ငြိမ်မှုတွေကိုပို့ပြီးအာရုံစိုက်ကြဖို့၎င်းကမိမောင်းထုတ်ပြခဲ့ပါတယ်။ အာဆီယံအဖွဲ့ရဲ့ဗဟိုပြုမှုနဲ့အများယုံကြည်လက်ခံနိုင်စွမ်းကိုမထိခိုက်စေဖို့မြမအရေးကိုနှိုင်းနှိုင်းချိန်ချိန်ခိုင်တွဲဖြေရှင်းရမယ်လို့သူကသတိပေးခဲ့ပါတယ်။အခုချိန်ထိအပြည့်အဝမလုံဆောင်ရသေးတဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်မှုကိုဘလို့ပုံမှုကောင်းမွန်အောင်ပံ့ပိုးမလဲဆိုတာကျွန်တော်တို့နှီးလန်းရှာရပါမယ်ဟု၎င်းကပြောပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။